မေ24ရက်စနေနေ့အာယုဥစီတော်ကြီးအစီအစဉ်စပြုပနာမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး6အငယ်15တမဲဖြစ်ပါတယ်။တင်းတို့ကိုခန္ဓာသည်ခရစ်တော်၏အင်္ဂါဖြစ်ကြောင်းကိုမသိကြသလို။တို့ဖြစ်လျင်ခရစ်တော်၏အင်္ဂါယူ၍ပြည့်စုံ၏အင်္ဂါဖြစ်စေအပ်သလို။မဖြစ်စေအာ။စွတ်တောင်းကြပါစို့။ ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်ယနေ့နာနဲ့အစီအစဉ်အစလေဆုံးသုံးပါးစလုံးကျေးဇူးမေတ္တာတရှိမြာနှုတ်ပတ်တော်ကိုစင်ကြင်အောင်မေနာထောင်ကြီးမှစာ၍စွတ်တောင်းချက်တို့သည်ကျွန်တော်ကသမကကျွန်တော်စွတ်တောင်းမိမိတို့အတွက်လည်းကောင်းကြီးမင်္ဂလာဖြစ်စေဖို့ယုံကြည်ခြင်းဖြင့်တကယ်ပဲမေတ္တာပါတဲ့စေတနာဖြင့်ရှိတော်မောက်တွင်စွတ်တောင်းခြင်းနိုင်ဖို့ရာ တန်ရှင်သောဝိညာဉ်တော်သည်ကျွန်တော်အသီးသီးတို့အားပြုပြင်ပုံတွင်ကောင်းကြီးပေးပါမည်အကြောင်းမနေ့ယနေ့နံကလာမပြောင်းမလဲအသက်ရှင်နေဝင်၍ယနေ့တည်းအောင်ကျွန်တော်ဆုတောင်းတာကိုနားထောင်ပြီးအပြည့်ပေးလေရှိသောကျွန်ုပ်တို့ရဲ့ကယ်တင်ပိုင်ရှင်သခင်ခရစ်တော်ရဲ့မြတ်တော်နာမ၌ဤနေ့နာနေ့အစီအစဉ်ကိုအတူတကွကျွန်တို့သည်ခရစ်တန်တို့ဆုတောင်းစကားအနန္တကြပါれပါဗျာအာမင် ဓမ္မတရှိအမှတ်292ကိုတော်ကိုတောင်းတပါ၏ကျူကိုတော်ကိုတောင်းတပါလေကိုတော်ကျေးဇူးကိုအလင်းမခံထိုက်တာမခံထိုက်တော့ညာလေကိုတော်မြတ်တာလင်ကျွန်တော်ကိုတော်ကိုပဲတောင်းတပါလေကျွန်တော်နှလုံးအတွင်းမှာကိုတော်ပြုပြင်ခြင်းမှလာတဲ့ငြိမ်းအေးချမ်းသာခြင်းကိုရရှိဖို့လေကိုတော်ကောင်းကြီးပေးတော်မူပါ ုရိုရဲ့ကျွန်တော်စိတ်နှလုံးကိုအေးချမ်းမှုပေးတော်မူခဲ့လေကျွန်တော်ကဘေးအရမဆိုးဝါနိုင်မယ်လုံနိုင်မယ်မြစ်တာတော်မြတ်မှာစိတ်အေးချမ်းခြင်းကိုရမြစ်တာတော်မြင်ရတဲ့အခါမှာသူစုကိုကျွန်တော်တနာခံပါတယ်ဒီကနေ့သူစုယေရှုကိုခနာလို့ပူပန်ပြီးတော့ခက်ခဲရှိတဲ့လူတွေနှလုံးသားတွေကိုကိုရောမဆပေးပါမြစ်တာပူတဲ့သဘောနဲ့ဆုတောင်းတဲ့သဘောနဲ့တည်ဆူချီးမွမ်းကြပါစို့ ကျမ်းစာကကျွန်တော်ကိုခန္ဓာကခရစ်တော်ရဲ့ကိုအင်္ဂါတွေဖြစ်ကြောင်းကိုမသိဘူးလားအဲ့လိုသိရင်ဘာဖြစ်လို့ကျွန်တော်အင်္ဂါကိုယူပြီးတော့ပြည့်တစာရဲ့အင်္ဂါဖြစ်စီမလဲဒီကဘာကြီးမှာအခုတော့ကုလို့မရပါဘူးထိန်းထားနိုင်တယ်ပေါ့နော်ဒီ HIV ယောဂကိုပြန်ကြည့်လို့ရှိရင်အမျိုးမျိုးသော ခုဆက်ချင်ကိုကျွန်တော်တွေ့ရတယ်တချို့တွေကခုနလိုစိတ်မခံဘဲနဲ့ဘုရားသခင်ပေးတဲ့ဇနီးတွေဓမ္မမွေအကျင့်နဲ့ပဲနဲ့ပြည်ဒေသတွေဆိုသွားပြီးတော့ဒီယောဂကုသောကြတယ်တချို့ပြည်ဒေသတွေကလည်းသူတို့အဲ့လိုမတရားလုပ်ခါတဲ့အခါမှာစိတ်နာပြီးတော့အဲ့လိုရောက်ကြတယ်ကိုတနည်းကို10ယောက်အယောက်20ယောက်သူတို့လက်စင်ကကုနေကြတယ်စိတ်ထဲမှာတတော်ကြီးသူတို့ခံရတဲ့အခါမှာနာကြည့်ပြီးတော့တချို့ကြတော့ အဲ့ဒီလိုလဲဆက်ဆံတယ်မဟုတ်ဘူးဒါပေမဲ့ရူးရူးတသားယောဂဖြစ်လို့တွေးတွေးနေခါမှာမစစ်စီမိတော့ရောက်အဲ့ဒီပိုးရှိတဲ့တိုးယူပင်သွားတဲ့ခါမှာချက်ချင်းမနေလဲရဘူးကျွန်တော်ရဲ့တိတဲ့မိတ်ဆွေတယောက်အစီအလင်မတော့အရေးမတော့မိမကင်းရှင်းတယ်စမ်းစမ်းကြောင်တဲ့ပြီးတော့အတင်းတော်သိပြီးတော့ညှော်နေတယ် ဒါမဲ့နေမကောင်းတဲ့တနေ့ပါလို့ဒူးသိမိဆိုကြောင်းပြုံနေတော့အောင်ဒီယောဂကြီးရတယ်နှစ်လောက်ပြီမှလောကကြီးရထွက်သွားရတယ်တချို့ကအဲ့ဒီလိုကိုယ်ရင်မလွန်ကြည့်ပြီမဲ့လဲဒီလိုဖြစ်သွားတဲ့အခြေအနေရှိတယ်တချို့ကြတော့အခုတော့ဒါသိမရှိလို့ထင်တယ်အခုကစီးစီးလုံးနေမျိုးရတယ်ဟိုတော့စစ်ထူးအနဲ့ထူးတဲ့အခါမှာဒီအတချောင်းနဲ့ထူးကြတော့ကြောင်းတချို့တကယ်လုံလောက်ရပြီပြုံးလေးပြီးဖျား အမှုရှင်ကပါဝင်နေတဲ့အဲ့ဒီယောဂနဲ့သုံးသွားကြရတယ်။အဲ့ဒီပြင်သူတို့ရဲ့ဇနီးတဲ့ဒါမျိုးဒီယောဂဆက်ပြီးအဝေပြီးခဲ့တယ်။ဒါပေမဲ့စီဝါတုံဆောင်နေတော့ဒီနေ့တည်းအောင်အသက်ရှင်နေနေတာကျွန်တော်တွေ့ရတယ်။တော့ဒီလိုယောဂတွေဖြစ်လာတဲ့အခါမှာအကြောင်းမျိုးမျိုးရောက်ဖြစ်ပြီပဲ။ကျွန်တော်ဘာလို့ပြနေလဲဆိုတော့သူတို့ကဆွတ်တောင်းပြနေတယ်။ သူတောက်တုံးနဲ့စီးတို့ဘုရားသခင်တကူပါရှိခြင်းအဖြစ်တချို့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ယဉ်ဤပါလေဒီလိုယောဂဖြစ်တဲ့အခါမှာဘုရားပြပြောက်တဲ့အခါမှာအောင်းဆရာကောင်းလာအောင်သူစနီးတဲ့မကူဘူးတားသမီးတွေမွေးလာတယ်ယောဂမရှိဘူးသူလည်းယောဂလုံးဝပျောက်ပြီးတော့ဘုရားရဲ့အမှုတော်တွေမှာအောင်းဆရာဖခင်တုံးဘူးသူကဲ့သို့အဲ့ဒီလူငယ်တွေကိုပြန်ပြီးတော့ပြုစုပြုထောင်ပေးလာနိုင်တယ် တော့ကျွန်တော်ဒီလိုဖြစ်တဲ့အခါမှာစိတ်ဓာတ်ကြောက်တော့မဟုတ်ပါဘူးအဲ့လိုဖြစ်သွားတဲ့အခါမှာကျွန်တော်ဘုရားကိုအားကိုးရင်လူမတတ်နိုင်တဲ့အရာကိုတတ်နိုင်တဲ့ဘုရားသခင်ကြီးအောစရာကျွန်တော်အတ္တတာကိုတကယ်ပြုပြင်ပေးနိုင်တယ်တကယ်နောင်တရပြောကျမ်းစာပြောတယ်ကျွန်တော်အပြစ်တွေကိုကျွန်တော်ဓမ္မအားပြုပါလေကိုတော်တောင်းပန်ရင်နဲ့ကျွန်တော်အပြစ်ရှိတဲ့ဘုရားကိုလှုပ်ပြီးတော့ဒုစရိုက်ရှိတဲ့နေ့ကင်းစင်စို့ဘုရားသခင်ကြီး သစ္စာနဲ့၎င်းဖြောက်မှခြင်းတရားနဲ့၎င်းပြည့်စုံတယ်။ကြောင့်တမန်ကျမ်းထရာပြန်ကြည့်ရင်တကယ့်အယတမားကြီးတွေအဲ့လိုတကယ့်နောင်လာရပြီးပြောင်းလဲတဲ့အခါမှာသူတို့စင်ကြီးဖြစ်တမိုင်းမှာအောစရာဖျားကြီးအတုံးပြုခဲ့တယ်။လူတော်တမားတွေလုံးဝပြောင်းလဲသွားပြီးတော့လောကီကြီးရမှာဘာမှရှုပ်ထွေးခြင်းမရှိတော့ဘဲနဲ့ဖျားအတွက်အောစရာအတုံးပြုတော့ခံလာနေတယ်။ ဒါကျွန်တော်ကူးရဖျားခင်ရအပေါ်စီရဒါလူမီဒီကခရစ်တိုနိုက်ရှိရင်အသစ်ပြုပြင်ဖန်ဆင်းတဲ့သရဝဖြစ်သွားတယ်စေပညာတုတ်တက်ပါတယ်သိပ္ပံပညာလည်းအမတန်အမအမကန်တုတ်တက်ပါတယ်ဒါပေမဲ့အဲ့ဒီပညာတွေနဲ့တီထွေနေတဲ့စီးတွေစီးဝါးတွေကိုခဏလူတယောက်ကိုထူပေးလိုက်လို့စိတ်ပြောင်းလဲတာမရှိပါဘူးတစ်ခိုးတယောက်ကိုထူပေးလိုက်လို့ခိုးခြင်းစိတ်ပြောင်းသွားတာမရှိပါဘူး မဒိန်မဒိန်ကိုတရားကိုစီတလုံးလေးတိုက်လိုက်လို့မဒိန်ကြည့်ချင်းစိတ်တုံ့တော့တယ်မရှိပါဘူးလောဘဇောတွေတဲ့ပြီးတော့မိမိရဲ့ဒိုင်းပြီးမိမိရဲ့လူမျိုးဘုံမကောင်းဘုံတွေဖြတ်မတရားယူပြီးတော့ဖြစ်စီနေတဲ့လူတယောက်ခရစ်တော်ရသွားရင်ပြောင်းလဲပြီးတော့သူ့ဥစ္စာတော့ဘုဖြစ်ခါလေးလှူလိုက်တဲ့စည်ရင်သားတွေမတရားယူထားမိရင်တကြယ်ယူမိရင်လေးစားပြန်ဆက်တယ် အဲ့ဒီအထိပြောင်းလဲသွားနေအောင်လုံနေနဲ့ပြောင်းခင်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကကျွန်တော်ခန္ဓာကိုယ်ဟာခရစ်တော်ရဲ့အင်္ဂါကျွန်တော်ခရစ်တော်ရဲ့အင်္ဂါချင်းနေလို့ပြောတယ်။နော်ခရစ်တော်ရဲ့ဆိုရက်အပင်မှာကျွန်တော်တည်ရင်အသီးတွေများစွာတိတ်လိမ့်မယ်။ခန္ဓာလိုချက်ချင်းဖောင်မြောက်ချင်းစိတ်ရှည်ချင်းကျေစုပြုချင်းဖြောင့်မတ်ချင်းကောင်းမြတ်ခြင်းစသဖြင့်ကာမဂုဏ်ချုပ်တည်ခြင်းဒါအားလုံးကိုကျွန်တော် ထိန်းသိမ်းလာနိုင်လိမ့်မယ်။ကာမဂုဏ်ဆိုတာကျွန်တော်သိတယ်။လူရစီစဉ်ခံစားခြင်းနဲ့တတ်မှတ်ခြင်းနောက်ကလိုက်ခြင်းနဲ့ဒါတွေအားလုံးကိုချုပ်တီးလာနိုင်လိမ့်မယ်။ရောတတ်တီးလို့လို့နော်။နေ့တိုင်းဖြာရံသူစားမပသွားတော့ဘူး။ဘာကြောင့်လဲဆိုရင်အငြင်း၁၉ကဆက်ပြောပါတယ်။အဘေသူနီဘာကြောင့်ဒီလိုဖြစ်နေတယ်လဲ။တင်းနုကိုခန္ဓာသည်ဖျားသခင်ပေးသနာတော်မူသောဝိညာဉ်တော်ဒီဟုသောတင်းနုအထင်းနဲ့ကျင်းဝွေ့၍ တန့်ရှင်းသောဝိညာဉ်တော်၏ဘိမှန်ဖြစ်ကြောင်းလည်းကောင်းကျွန်တော်သိသွားတယ်ကျွန်တော်ခန္ဓာကိုယ်ကြီးရအပုတ်ကောင်ကြီးမဟုတ်တော့ဘူးဖယားဖျင်ရတန့်ရှင်းသောဝိညာဉ်တော်ခြင်းဝတ်တဲ့ဘိမှန်ကြီးဖြစ်တယ်မိမိတကူမိမိမပိုင်ချောင်းကိုမတိကြတော့သိသွားတယ်ကျွန်တော်ကိုယ်ရမပိုင်တော့ဘူးဖယားခင်ရဲ့အသက်နဲ့အသွေးတွန်းပြီးတော့ကျွန်တော်ခါမင်းညင်းဆဲခြင်းနဲ့အမျိုးမျိုးကဲ့ခြင်းနဲ့အမျိုးမျိုးမထိမိမိအမျိုးခံသွားတာကိုတတိယတဲ့အခါပါ ျုပ်ကကျွန်တော်မပိုင်တော့ဘူးကျွန်တော်စိတ်အလိုတည်းမသွားတော့ဘူးစားချင်တယ်မစားတော့ဘူးစီးမဲ့ကားမဲ့မအိပ်တော့ဘူးမနေတော့ဘူးတကယ်ပဲစိတ်ကန်တကြအသက်ရှင်တော့လိမ့်မယ်တန်ရှင်သောဝိညာဉ်ရှင်ဝင်တဲ့ဘိမှန်ကြီးကိုတန်ရှင်အောင်ထားလာတော့မယ်အဲ့ဒီပြင်တင်းတို့ဒီအဖိုးနေဝယ်တော်မူသောသူဖြစ်သောကြောင့်ကျွန်တော်ဘုရားခင်ကသူ့အသက်နဲ့ယူဝထားတာနော်ကျွန်တော်တင်းတို့ ဘုရားသခင်ပိုင်တော်မူသောသင်တို့ခန္ဓာစိတ်ဝိညာဉ်အားဖြင့်ဖရာရဲ့ဂုံတော်ကိုထင်ရှားစေဖို့ဘုရားသခင်အလိုတော်ရှိတယ်။ဒါကျွန်တော်ရဲ့စိတ်ဝိညာဉ်ကိုခန္ဓာအားဖြင့်ကျွန်တော်အသက်တာဒီဘုရားသခင်ရဲ့ဘုံတော်ထင်ရှားဖို့ဘုရားသခင်လောကကြီးမှာကျွန်တော်ထားခြင်းဖြစ်တယ်။ကျွန်တော်ကတကယ်ယေရှုတကယ်ယုံကြည်ပြီးတော့ဘုရားသခင်သားတွေဖြစ်လာတယ်။အပင်ငယ်ကနေလွတ်မြောက်ခြင်းအမခံချက်ကိုရထားတယ်။ ရွေးဝင်ချင်းခံရတာကိုတိပြီးတော့ဒါနဲ့မပြီးသေးပါဘူးဒါကကျွန်မတို့ဘုရားရှင်ပြုပြင်ပေးပြဆင့်ဥပမာကျွန်တော်ကိုမစင်တွင်းနေကနေလူပြဆွတ်တင်လိုက်ရင်ပဲခေါရုံးကတော့မစင်တွင်းကြီးရှိတာပေါ့နော်အဲ့ဒီနှစ်နေလဲဆွတ်တင်လို့ရှိရင်နောက်တစ်ခါအဲ့ဒီတွင်းနေသခုံချရမှာမဟုတ်ဘူးသူရှင်သွားပြီမလို့ရှင်တော့ဘူးဒါကြောင့်တခင်ရှိတော့ပြောလေဆိုတော့ကျွန်တော်ကခရစ်တော်ယုံကြည်တဲ့အခါမှာ ယေရှုခရစ်၌ကောင်းသောအကျင့်ကိုကျင့်ဖို့ကောင်းသောအကျင့်မှာကျင့်ဖို့ဖျားခြင်းပြုပြင်ဖန်ဆင်းတော်မူရာဖြစ်ကြတယ်။အဲ့ဒီအကျင့်မှာအမြဲကျင့်လေဖို့ဖျားခြင်းဒီကျွန်တော်တို့ပြင်ဆင်ထားတယ်။ထိုနည်းတူဒါကြောင့်အဲ့ဒီကောင်းသောအကျင့်မှာကျင့်လေတာကေတင်ကြီးနဲ့မဆိုင်ဘူးကျွန်တော်တို့ခရစ်တော်ယုံကြည်ရအဖြစ်ကျွန်တော်အပြစ်ကြီးကိုဘယ်လိုမှမဆက်နိုင်ဘူး။ခရစ်တော်ရဲ့ တဒံနဲ့အညီဖန်ဆင်းထားတဲ့သူ့အသက်နဲ့ယူဝေထားသောကြောင့်သူ့အသက်မှုတွင်ထားသောကြောင့်သူ့အသက်နဲ့ယူဝေထားပြီးပြီအဲ့ဒီကြောင့်သူတစ်ပါးတို့သည်တင်တို့ဤကောင်းသောအကျင့်ကိုမြင်ပြီးတော့အဲ့ဒီလိုခရစ်တော်ယူယူဝေခြင်းကိုခံရပြီးတော့ဘုရားသခင်ပိုင်တဲ့ကိုယ်စိတ်ဝိညာဉ်သုံးအောင်သုံးပါအားဖြင့်ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ကောင်းသောအကျင့်ဘုရားသခင်ကဲ့သို့ခရစ်တော်ကဲ့သို့ချီရတော်လိုက်ရှောက်ပြီးတော့လိုက်ရှောက်ခြင်းအားဖြင့် ်တင်တို့ဤကောင်းသောအကျင့်ကိုမြင်၍ကောင်းကျင်ဘုံ၌ရှိတော်မူသည်တင်တို့အဖတ်ဤဂုဏ်တော်ကိုချီးမွမ်းစေခြင်းကသူတစ်ပါးရှိမှတင်တို့ရဲ့အလင်းကိုလင်းစေကြလောအိဗေသူရရှိမှကောင်းတဲ့အကျင့်ဆက်ပါတော့အကျင့်အမျိုးမျိုးအားလုံးကိုဖျားရင်ဘုံတို့ထင်ရှားဖို့အလင်းလင်းဖို့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီအတ္တကိုအဲ့လိုအသက်ရှင်သွားရင်ယောက်တလေးလို့နေ့တိုင်းတွေးဆောင်ရမပါတော့ဘူး အဲ့ဒီလိုဖျားသခင်ရဲ့ဝိညာဉ်တော်ကျင့်မှုတဲ့ဘိမာရှိဆိုတာသိရင်ဒီဝိညာဉ်ကျင့်တဲ့ဘိမာဖျားရဲ့ပိုင်းနေဆိုတာအတိမပြည့်ပြီးတော့အသက်ရှင်သွားရင်ခရစ်တော်လည်းကျွန်တော်ခွန်အားပေးတဲ့အခါမှာဒီလူငယ်အခုခေတ်လူငယ်တွေ HIV ဆွေးစရာမရှိတော့ဘူးအမှုရစီမှာဆွေးစရာမရှိတော့ဘူးအရက်တေးစာမစားရင်အားမဆွေးစရာမရှိတော့ဘူးကျွန်တော်အခုကြည့်ရနော်အဲ့လို အရက်ကိုသူဆွဲပြန်တယ်ဗျ။အဲ့ဒီဆူတောင်းနဲ့ညမှာလုံးဝတစ်ကနေပြတ်သွားပြီတော့ဘုရားရှင်အမှုတော်ဆောင်ကြီးဖြစ်လာတယ်။အများကြီးတက်တဲ့ခံချက်တွေ။ဒါဒီအရာတွေကိုကျွန်တော်သိတဲ့အခါမှာတကယ်ပဲကျွန်တော်ဆူတောင်းဘုရားရှင်ယုံကြည်အားကိုးရင်အဲ့ဒီဘောကလည်းလွံ့မြောက်ခြင်းကိုရမယ်။သူကဲသို့ခဏလို့မမျှော်လင့်မနဲ့တွေ့တွေ့နေပဲဖြစ်ဖြစ်ခင်မွန်တရားဖြစ်ဖြစ်စနေတရားပဲဖြစ်ဖြစ်တငယ်ချင်းရှိရပဲဖြစ်ဖြစ် ကူးသွားပြီးတော့နောင်ကြရတဲ့ HIV ယောဂါသေးတွေဆိတ်လေတောင်းလို့ပဲဖြစ်ဖြစ်နော်ခဏတို့မကောင်းတဲ့အနက်နေရှူတာပဲဖြစ်ဖြစ်တီဗီယောဂါဖြစ်တဲ့ဝိညာဉ်ရှင်တွေကိုကိုကြီးစားပြီးတော့တတိယစစ်တောင်းပေးဖို့တကယ်နောင်ကြရတဲ့လူလည်းဖျားသခင်တကူးတော့ကိုခံစားပြီးလုံးဝလွတ်မြောက်ခြင်းရပြီးတော့သားသမီးများပြင်မူပွားပြီးတော့ယောဂကင်းရှင်းခြင်းရရှိဖို့သူတောက်တဲ့ဆေးဝါးတယ် ဒီစီဝါတွေကလည်းဖျားခင်တကယ်ပဲကောင်းကြီးမင်္ဂလာပြီးတဲ့ပညာရှင်တွေကဖန်တီးထားသောကြောင့်တက်တန်းစီသူနေနေဖို့ဒီယောဂတွေကိုသိရင်လည်းသူတို့တဦးချင်းကျတော့စစ်တောင်းပေးဖို့အပြင်မှာသူတို့နာမည်ခေါ်စစ်တိုင်းသူတို့အတွက်လည်းမကောင်းဘူးလေအဲ့လိုတည်သွားရင်ရှက်စရာဖြစ်မယ်သူတို့အတွက်သူတို့စိတ်ထဲမှာတင်ငယ်စရာဖြစ်သွားမယ်နော်ကျွန်တော်တင်နာလို့တဲ့ခါမှာအဲ့လိုဖြစ်တဲ့အဲ့လိုရှိတဲ့လူကျွန်တော်တင်နာမှာသာလို့ရှိရင် ဟွန်းသူကြံခွဲခြားလို့ကျွန်တော်ကလိမ့်မပန်းနဲ့စေကျွန်တော်ရှိမှစီကနဲ့ကိုခွဲကိုပကနဲ့ကိုယူပဲတောက်ရတယ်နော်ကိုကကိုလှုပ်ချက်ကိုရှေးချဘာမှပြဿနာမရှိဘူးဟဲ့ညရဒီလိုဖြစ်လို့ညရတတ်တတ်စားမယ်ဆိုအဲ့ဒါစီစိတ်ဓာတ်ကြသွားခွန်ရပြဖြောက်ခဲ့တဲ့အများကြီးပါလာနေနေနော်တောင်မရထရန့်ရဲ့အမိန်ကြောင့် HIV TB ဆေးသမားများ TB သမားများအတွက်အလှငွေစီစီမှုရပ်တန့်သွားခြင်းကပြန်ပြီးတော့ပုံမှန် လေပတ်လာနေဖို့လေစွတ်တောင်းပေးဖို့ဖြစ်ပါလေဒီနေ့သူလက်တက်နေလို့ကျူးစားတဲ့အခါမှာဒီမှာလေပဲရှိပိန်သွားတဲ့အခါမှာအခုအများကြီးတိုင်းပြည်အတွက်စီးပွားရေးတော်တော်ကြီးကြာကနာဖို့ခိုင်ခန့်လာဖို့ကောင်းကြီးမင်္ဂလာဖြစ်လာတယ်အဲဒီလိုရလာတဲ့အခါမှာလေသူတိုင်းပြည်ကတကယ်လို့တော့အဲ့လိုမလုပ်ရင်ဒီဝလီခါရုံပဲအခုတော့ဒီအားဖြင့်ပြန်ပြီးတော့ဒီလိုအရာလေးပြန်ပြီးစီစဉ်နိုင်ဖို့ကျွန်တော်ဆုတောင်းပေးဖို့ဖြစ်ပါတယ် ်ထုတ်ပြင်းမွေးနေ့ကြတဲ့မွေးနေ့ရှင်များပြသလကောင်းမိမိတို့ရဲ့မင်္ဂလာရက်မြတ်ကိုမြင်ရက်မင်္ဂလာစီနီးမောင်နှံနဲ့တွေ့လဲကျွန်တော်တတိယစစ်တောင်းမေတ္တာပို့ဖို့ဖြစ်ပါလေသူကဲတို့ယောဂခံစားနေရသောသူများသူတို့စီမေတ္တာကြီးမှရှိရင်လေသူတို့ဒီတကယ်ပဲစိတ်ရှည်လက်ရှိနဲ့မေတ္တာနဲ့ပြုစုခြင်းအဖြစ်လူနာတတခြင်းရပြီးတတန်းစီနေသွားနိုင်ဖို့လိုအပ်နေတဲ့ဇေဝတွေကိုကြည့်ရရှိဖို့လေစစ်တောင်းဖို့ဖြစ်ပါလေအတူတူက ဆုတောင်းကြပါစို့။ကောင်းမြင်မှု၌ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်အမိမြန်မာနိုင်ငံဒီမှာရှိနေတဲ့ HIV ရောဂါတွေတီဘီရောဂါတွေများဒီဝိညာဉ်ရှင်များသူတောက်သူနဲ့ဆေးဝါးများအချိန်မီရရှိပြီးတော့ထိုယောဂရှင်များအားလုံးသူဒီတက်တန်းစီနေနိုင်ဖို့ကရုဂုယုံကြည်အာဟုကြည်အဖြစ်နဲ့သူစီကိုတောက်တုံးကြရဖြင့်ယောဂလုံးဝပျောက်ကင်းပြီးတော့ တာသမီရေနံများကိုပင်လေယောဂကင်းရှင်းစာမှုဖွာလာနိုင်သည့်တင်အောင်ကိုတော့ကောင်းကြီးပေးနိုင်ပါလေထို့ကြောင့်သူကဲသူဝိညာဉ်ရှင်တို့ဒီလေကျွန်တော်တို့သူတို့ကအားပေးခြင်းအားဖြင့်သူတို့မှားခဲ့တဲ့အပြစ်များသူတို့မှားခဲ့တာမဟုတ်ပဲနဲ့မတဆတ်ဖြစ်တဲ့ဖြစ်လာတဲ့အရာများရှိရင်လည်းတကယ်ပဲမစင်မချင်းတွေးတွေးမိတဲ့အရာတွေအတွက်လည်းကိုတော့တောင်းပန်ခြင်းအားဖြင့်ငါကိုပြန်လာတဲ့အတိုင်းပဲဒီကဲသူတောင်းပန်တဲ့အခါမှာ ူအဖြစ်ကိုလှုပ်ပြီးတော့ဒုစရှိမြန်နဲ့ကင်းစင်စေခြင်းကတစ္ဆာနဲ့၎င်းဖြတ်မှတ်ခြင်း၎င်းပြည့်စုံသောကရရှေကောင်းကြီးမင်္ဂလာကိုခံစားရမှုသူကောင်းကြီးပေတော်ပါတမနာကြီးထရန်ရဲ့အမိန့်ကြောင့် HIV TB ယောဂတဲ့အများဝိညာဉ်ရှင်များအတွက်အလှူငွေတွေစီစဉ်မှုရပ်တန့်သွားခြင်းကပြန်လည်ပြီးတော့မကြခင်စီစဉ်လာနိုင်ဖို့ကိုရကောင်းကြီးပေခြင်းအဖြစ်သူဝိညာဉ်ရှင်များဒီတတားစီတတန်းစီနေနိုင်ဖို့ သူတို့ကိုယ်ကကောင်းကြီးပေးတယ်မို့ပါထို့ပြင်မိမိရဲ့မွေးနေ့ကိုမြင်ရတဲ့မွေးနေ့ရှင်များမိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်ရတဲ့စနေမောင်နှောင်တို့ဒီမှာလဲထိုကဲ့သို့သောစိတ်ထားမျိုးဖြင့်ထိုကဲ့သို့သောလူနာရှင်များရှိပါကဝိညာဉ်ရှင်များရှိပါကကိုလိုမြတ်တာကိုရီတကူတော်ကိုသူတို့စီစဉ်ခံစားနိုင်ဖို့ရာသူတို့ရဲ့မွေးနေ့မှာသူတို့ရဲ့မင်္ဂလာရက်မြတ်မှာကောင်းမှုကိုပြုနိုင်လေကိုရောကျေးဇူးကိုချီးမွမ်းခြင်းနဲ့တကွဥစ္စာဝင်များခြင်းနဲ့ ကျေးဇူးပြုခြင်းကိုလည်းသူဆက်လုဆောင်ခြင်းအားဖြင့်ထိုကဲ့သို့မိမိတို့အတိုင်းဝိုင်းမိမိတို့ဆွေမျိုးတွေမှာရှိနေရင်လည်းသူတို့သည်လွတ်မြောက်ခြင်းကိုရရှိပါမည်အကြောင်းကိုရောရှင်သည်ကျွန်တော်အားလုံးကိုမကောင်းသောအမှုရာကကဲနေတဲ့အရှင်ဖြစ်ပါလေသွေးဆောင်မှုအမျိုးမျိုးကလွတ်မြောက်ခြင်းကိုပေးတဲ့အရှင်ဖြစ်သောကြောင့်ကိုရောရှင်တင်ပေးခဲ့တဲ့ပထနာတော်အတိုင်းကျွန်တော်တို့သည်ယုံကြည်ခြင်းပါလေမေတ္တာပို့လေအတူတကွတဘောချင်းတူလေဆုတောင်းပေးကြမည်ပါ ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်၏အဖာကိုရိနာမတော်အားယူသည်လေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည့်ကောင်းကင်ဘုံ၌ပြည့်စုံကြသောမြေကြီးပေါ်မှာပြည့်စုံပါစေသောတမွေလောက်သောအစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါသူတစ်ပါးသည့်ကျွန်ုပ်တို့ကိုပြမားသောပြည်များကိုကျွန်ုပ်တို့သည်လွတ်တကယ်သော ကျွန်တို့ဒီအပြစ်များကိုလွတ်တမှုပါအပြစ်သွေးဆောင်တာတို့မလဲမပါစီပဲမကောင်းသောအမှုများမှလည်းကယ်နှုတ်တမှုပါအဆိုးပိုင်သောအခွင့်နှင့်ဘုန်းတော်အာနုဘုလိုသည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်ဓမ္မတိချေမ243ဓမ္မတိချေမ243ဝိညာဉ်တော်မှုတင်ပါဘုရားရှင်ဝိညာဉ်တော် ခြင်းမူတဲ့ခန္ဓာကိုယ်ထဲမှာဘုရားခင်ဝင်လာလို့ရှိရင်အတ္တတော့အတ္တတန်နဲ့ကြောပြောရလာမယ်ခုလိုချစ်တဲ့လူကိုကြောချစ်တတ်လာမယ်အဲ့ဒီဝိညာဉ်တော်ရတဲ့အခါဖြူစင်းတဲ့နှလုံးသားတွေရပြီးတော့ကိုယ်တော်စိတ်နဲ့တလုံးတဝါတွေဖြစ်သွားလိမ့်မယ်အဲ့ဒီဝိညာဉ်တော်ကိုဖြစ်ခြင်းမူတာတိတဲ့အခါမှာကြောခန္ဓာကိုယ်နဲ့ရှိရင်မကောင်းတဲ့အရာတွေလောက်ကျွမ်းစီပြီးတော့ကောင်းတဲ့အရာတွေကိုရှင်းတန်စီမယ်အဲ့ဒီလိုဖြစ်ဖို့ပြည့်စုံတဲ့အတ္တရရဖို့ကိုယ်တော်ဆိုတဲ့ စပိတ်ဘိမကြီးမှာတီးရင်အသိများစွာတီးလျက်ကိုရယ်စစ်မှန်တဲ့တပည့်တော်တွေဖြစ်တယ်ဆိုတာပဝင်းကြီးမှာထင်ရှားပါလိမ့်မယ်သူကဲသူဖြစ်အောင်သူကဲသူဝိညာဉ်ရှင်များတွေအထူးပဲတတိယစစ်တောင်းပေးတဲ့အပြင်သူဝိညာဉ်ရှင်များကိုစိတ်ရှိလက်ရှိပြုစုနေတဲ့ဆရာသမားများအဖွဲ့အစည်းများပုဂ္ဂိုလ်တူဦးကြီးကိုလည်းဘုရားသခင်သည်သူကဲသူသောကိုရယ်ရှင်တကူတော်နဲ့ကုသပြီးခြင်းဘုရားသခင်တကူတော်ပါရှိခြင်းအပြင်လုံးဝ ဒီဘဝကလွတ်မြောက်ပြီးတော့ယောဂပျောက်ကင်းခြင်းကင်းရှင်းခြင်းတကူခံစားနိုင်ဖို့ကျွန်တော်ဒီချင်းလေးကိုမေတ္တာပို့တဲ့သဘောနဲ့တည်ဆို့ချီးမွမ်းကြပါစို့ ၌ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်အကြောင်းအမည်မျိုးကြောင့် HIV ဝေဒနာနဲ့ TB ဝေဒနာခံစားနေရတဲ့ဝေဒနာရှင်များပေါ်မှာကုသတဲ့ရှင်များပေါ်တွင်ဆရာဘုရားမများကိုပေးထားတဲ့အစွမ်းတတ္တိနဲ့ခရစ်တကူတို့ပေါ့ဆတ်ခြင်းအားဖြင့်သူကုသမှုများမှာယောဂပျောက်ကင်းရှင်ခြင်းတကူကိုခံစားရသည့်တိုင်အောင်သူဝေဒနာရှင်အသီးသီးတို့ပေါ်မှာကိုယ်တော်ကောင်းကြီးပေးပါမြေချောင်း ထောက်ရဖျားသည်သူဝိနာရှင်များကိုကောင်းကြီးပေးရဆောင်မကြည့်ရှုပါစေတော့သူတို့ဘုံမှာကိုရရဲ့ရွှေမျက်နှာအလင်းတော်ကိုလွတ်လပ်သူတို့အာဂယုဏကျေစုပြည့်တော်မူပါစေတော့သူဝိနာရှင်များကိုကိုရမြှောက်ကြည့်၍သူယောဂကန်နေချမ်းသာခြင်းပြည့်တော်မူပါစေတော့ခမည်းတော်ဖျားသခင်ရဲ့မြတ်တာတော်သာရယေရှုခရစ်တော်ရဲ့ကြည်စုတော်နှင့်တန်ရှင်သောဘုရင်တော်ဖျားရဲ့မိသားစုချင်းကြည်စုအပေါင်းတို့သည် ထိုဝေဒနာရှိအတီးဒီပေါ်နဲ့၎င်းသူတို့ကိုစင်နာထားလက်ပြုစုကုသမဆန်နေသောအလှရှင်အတီးဒီနဲ့တာနဲ့အဖွဲ့စည်းပုဂ္ဂိုလ်အတီးဒီပေါ်မှာယခုမှစာ၍ကာလအစင်မြဲတက်ရောက်တည်ရှိဒီနေပါစေတည်းအာမင်အာမင်